စစ်သားတိုင်းစစ်တိုင်းကပေါ့စစ်သားတိုင်းစစ်တိုင်းပဲဆိုပြီးเนาะဒီနေ့ထုတ်ပေါ်ပြီးပိုင်းတော့ဟုတ်ပြီဟိုကောင်းကျန်းတို့နေနေတဲ့အိမ်ကကောင်းကျန်းတို့နေနေတဲ့အိမ်ကနေနေရဒါစစ်ပွဲမဟုတ်ဘူးကျမတို့မှာနေနေနိုင်ငံကျမနိုင်ငံကျမဆိုတဲ့ကျမတို့မှာနေနေတဲ့ဟာเนาะငယ်ရင်းဘေးဖြစ်လို့လူသေးသေးကဘာကြီးနှစ်ချမ်းခွဲခွဲအာနာအကျိုးရှိဖို့အတွက်လေလူတက်ဖို့ဝင်မလေးတဲ့စိတ်ကြပြီးတော့ကားဆူလာအလုံးလေးတိမြင်နားလေကြပြီးပြီဖြစ်ပါလေ ဟယ်လိုချီအရမီဝါပီတူညီကိုမော်နမများအားလုံးမင်္ဂလာပါ Newsbeat Channel ကနေပြန်မှချုပ်ဆိုလိုက်ပါတယ်2025ခုနှစ်ဧပြီလ9ရက်နေ့တနင်္လာနေ့မှာပြန်မှကျွန်တော်နောက်ဆုံးကြားသိရတဲ့ငလျင်ဘေးနဲ့ပတ်သက်ပြီးတော့အထူးသတင်းတွေရဲ့တော်လန်သတင်းကောင်းတွေတင်ဆက်ပေးသွားမှာမလို့ဗီဒီယိုကိုကျွန်တော်နဲ့သတ်ဆုံးကြည့်ရှုပေးကြဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်တို့ခါတိုင်းလိုပဲဗီဒီယိုတွေမှာကြည့်ခင်မှာအယူဆုံးနေတဲ့ပါနော်သတင်းတိုလေးတွေကြည့်လိုက်အောင်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ မန္တလေးတိုင်းမြင်းချမ်းမြို့နယ်စီမီးခုံမြို့ဆေးရုံမှာတပ်ဆက်ထားတဲ့ကျန်းဖက်စစ်သားတွေကိုလက်ပြဘုံပြစ်သွင်းတိုက်ခိုက်ခဲ့လို့စစ်တပ်ဘက်က၃ဦးတေဆုံးခဲ့တဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ် တေဆိုမိုကရှိနိုင်သေးတယ်ဘာဖြစ်လို့လဲဆိုတော့အလဲတက်တက်ကြတာဘိုးတကောင်ထိတယ်လို့တော့ကြားထားတယ်အသွင်းထဲမှာဆိုတော့တရင်ကစပီးစုံစမ်းမရလို့အဲ့ဒါကြောင့်မထုတ်ပြန်တော့တာဆိုပြီးတော့မှမြင်းချံ black tiger mbd တပ်ဖွဲ့ကောင်းဆောင်ဘိုးမိုက်ခဲရနေပြီးတော့ပြောဆိုထားတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဗီဒီယိုတွေအတွက်ပေါ့နော်အခုဆိုရင်ငလင်ဘေးတန်တင်ပြီးတော့ one night ပို့ဆွေးနေရတဲ့အချိန်မှာစစ်ကောင်စီကနေပြီးတော့ပြက်ခတ်ရဲဆဲမယ်ဆိုပြီးတော့ကြေညာထားပေမဲ့သူတို့ပြောထားတဲ့အတိုင်းမလုပ်လို့ပေါ့နော်ကျွန်တော်တော်လိုင်းရဆူတွေရနေပြီးတော့ပြန်လဲတိုက်ခိုက်ခဲ့တာပြီးတော့ခုဆိုလဲတရင်ကောင်းကြားတာပဲဖြစ်ပါတယ် နောက်ထပ်သတင်းသဘောအနေနဲ့ကတော့မလင်ဘေးအတွက်ပြည်ပနိုင်ငံတွေကနေပြီးတော့မှဒေါ်လာတန်းဆယ်ချီပုံမာနအပြင်ပြည်တွင်းခရိုနီထန်တွေကနေပြီးတော့မှငွေကြေး136ဘီလီယံကျော်အလုံးငွေရရှိထားတဲ့စစ်ကောင်စီကနေပြီးတော့မှငလင်တန်ကြောင့်ထိခိုက်တည်ဆုံခဲမှုတွေအတွက်တအုပ်ကိုကျပ်70သိန်းစီထောက်ပံ့ပေးသွားမယ်ဆိုပြီးတော့မှအာဏာသိမ်းကောင်းဆက်ပြောစကားပေါ်မှာပြည်သူတွေကဝေဖန်နေကြတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်တကယ်လဲဟုတ်တာပဲလေပါနော် ကျမတို့ကအလူငွေမျောသူတွေမဟုတ်ဘူးဒါပေမဲ့ထောက်ပံ့မယ်ဆိုတဲ့ငွေပမာဏကတော်တော်ရုပ်ပေါက်တယ်နိုင်ငံတော်အဆင့်ကယ်ဆယ်မလို့ပြလို့တေတာကပုံများတယ်ဆိုတော့မှနေပြည်တော်ကဝန်ထမ်းသူကနေပြည်တော်ကပြောဆိုထားတာဖြစ်ပါတယ်စစ်တပ်ကထုတ်ထားတာကငလျင်ကြောင့်တည်ဆုံးသူ3000ကျော်ပေါ့သူထောက်ပံ့မယ်ဆိုတဲ့ငွေမောင်းနဲ့တွေ့ရင်တိန်3000ကျော်ပေါ့ဟိုမင်းသမီးခန်းင်းဝေတောင်တဝှထဲတိန်4000လူထားတာမြောက်လိုက်ရှစ်တက်ရင်ထမင်းဝေထားတင်တယ်ဆိုပြီးတော့မှနေပြည်တော်ကငလျင်မေးတင်ဒေတာခန်သူကနေပြည်တော်ကပြောဆိုထားတာပဲဖြစ်ပါတယ်ဆိုတော့ မြောက်လိုက်လို့ရှိတဲ့ပေါ့နော်နေပြည်တော်ကဗီတူတွေကနေပြည်တော်မှတောင်းမှပြောဆိုလာကြလို့အခုဆိုရင်ဒီကောင်တွေကဘလောက်ထိအောက်တန်းချရုပ်မှနေလဲဆိုတာဘောမတွေကနေပြည်တော်မှလည်းသိရှိသွားတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဗီတူတွေအားလုံးငလင်ပေးတံခန်းစားနေရတဲ့အချိန်မှာမြောက်လိုက်တို့ကနေပြည်တော်မှပေါ့နော်အမြတ်ထုတ်ကိုသွေးဆုပ်သွားတာပြည်တော်မှပြည်တွင်းပြည်ပကုညီမှုတွေကိုသူတို့နဲ့လက်တလုံးချလို့ပြည်တော်မှအခုဆိုရင်ဗီတူတွေကိုတပုတ်ကိုဆက်သိမ်းမဲ့ထောက်ပံ့ပေးမယ်ဆိုတဲ့ပုံစံမျိုးနဲ့ရိုက်စားသွားတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတူတူပို့အနေနဲ့ကတော့ နေပြည်တော်ကောင်စီနယ်မြေမှာငလင်ကြောင့်ပြိုကျပျက်စီးနေတဲ့နေအိမ်တွေကနေပြတော်မှာပျက်စီးတွေကိုကားနဲ့ခိုးယူတဲထုံးမှုတွေရှိနေတဲ့ဆိုတဲ့သတင်းဖြစ်ပါတယ်။နေပြည်တော်မှာမလုံခြုံတော်ဘူးညဘက်တောင်မဟုတ်ဘူးနေပြည်ကြီးပြည်သူမှဂယူမဆိုင်ဘူးပေါ်တင်ဘက်ကားတွေနဲ့တည်ယူနေကြတာအဲကွန်ကစပီးဖြိုးယူနေကြတာဓမြတိုက်တာတွေပါလှုပ်လာကြတဲ့ပျက်စီးတွေနဲ့လူတွေကလည်းအရင်လိုသိမရှိတော့ဘူးဟိုတစုဒီတစုပဲနေနေကြတဲ့စပရမနန်းစီရီမွန်နန်းတူကနေပြတော်မှာပြောဆိုထားတာဖြစ်ပါတယ်။ လုံချွဲတက်ကင်းလဲတဲ့ဆိုပြီးတော့မပတ်နေတဲ့ဖွဲ့တွေရှိတယ်လက်တာနဲ့ကုံတဲတာရေမော်တာကအစဖြုတ်ခိုးနေကြတယ်ဘသူကမှလည်းလုံချွဲတော်ဝင်မယူနိုင်ပါဘူးအိုးဆူလိုက်နဲ့လုံနေကြတာပြည်သူအစ်စ်တွေလည်းပါတယ်ဆိုပြီးတော့မပြမနာဒေတာခံသူကနေမျိုးပြောဆိုထားတာဖြစ်ပါတယ်မြောက်လိုက်တော့အိုးဆူနေတဲ့တဝဲကတော့ဟုတ်ဆိုရင်တခိုးချက်ပိုးတွေနဲ့ပြေးနေတာပြပြမပါနော်သူတို့ခေါင်းဆောင်ကိုတိုင်ကနေပြီးတော့မှဟုတ်ဆိုရင်ပြည်သူတွေအတွက်လူရန်ထားတဲ့ငွေတွေကိုဓမြတိုက်ပြီးတော့မှ တယောက်ကို10သိန်းပဲထောက်ပံ့ပေးမယ်ဆိုကြတဲ့ကောသူတို့အုပ်စုတွေကဘလောက်ထိပေါ့နော်ပြည်သူတွေဆီကနေပြတော့မှခိုးချင်နေလဲဆိုတာတော်တော်ပေါ်ပေါ်ထင်းနေတွေ့နေရပဲဖြစ်ပါတယ်။ဒါတော့မှမန္တလေးမြို့မှာလဲပေါ့နော်ဒီပြည်သူဆက်ဖွဲ့တွေပြူခွေးနဲ့လူမိုက်တစုတွေကနေပူပေါင်းပြီးတော့မှပြည်သူတွေရဲ့နေအိမ်တွေကနေနမရတိုက်ပြည်စုတွေလူယူနေတယ်လို့ကျွန်တော်နောက်ထပ်ကြားသိရတာဖြစ်ပါတယ်။ ဆိုတော့ကျွန်တော်ဒီနေ့မနေ့ပထမဆုံးချက်မှာကတော့အခုဆိုရင်ကျွန်တော်တလိုင်းရဆုတွေကနေပြီးတော့ပြန်လည်တက်ခဲတဲ့ချိန်မှာပေါ့နော်ဘုံမတွေကနေပြီးတော့မပေါ့ပန်းလေးဆိုတွေပြောနေကြတာဖြစ်ပြီးတော့မြောက်လိုက်ကိုနိုင်ကိုကသူထုတ်ပြန်ထားတဲ့အခြေညာချက်ပေါ်မှာမလေးစားဘူးဆိုတဲ့အကြောင်းကိုဆရာလူမြတ်ကျော်ကနေပြီးတော့ဒီချာလေးပြတ်ပြတ်ထားတာပဲဖြစ်ပါတယ်ဆရာလူမြတ်ကျော်ဘယ်လိုမျိုးတွေပြတ်ထားလဲဆိုတာကျွန်တော်စကြည့်လိုက်ရအောင်နော်ရောက်ပါကြီးတော့တုံးဝဲအားအပြစ်ကရက်ဆဲတဲ့လူသားချင်းစာနာမှုနဲ့ပြည်တော်စုစိတ်တဲ့အပြစ်ရှိတော့အခြေအနေကိုပြတ်တာကဲလို့ဂျင်ညာချက်မှာပြောထားပါတယ် ဧဘရနေ့ရက်နေ့မှာတော့ဘတ်စစ်တက်ဟာအပြစ်ရက်တယ်ဆိုပြီးတော့လူကြောက်ကောက်အောင်ချင်းကြကြီးကိုစကားထွက်ပြောပါတယ်။ဒါပေမဲ့လည်းကြောက်ပြူစစ်တွေဒီမှာလက်နက်ကြီးတွေ drop out တွေလေကြောင်းတွေနဲ့အပြင်ကိုစစ်တမောတွေကနေပြစ်ကတ်တိုက်ခိုက်မှုတွေကိုဒီနေ့ထိလုပ်နေတယ်ဒီအချိန်ထိလုပ်နေတယ်လို့သိရပါတယ်။ဒါပြင်မှာကိုယ်တိုင် AR တိုင်းအကတ်တတော်ကြီးပူပေါင်းတိုက်စစ်ကြောင်းများကိုနေ့တိုင်းစစ်ကြောင်းထိုးပြီးတော့ဆစ်စင်နေတယ်။အဲ့တော့ နောက်ထပ်အကတတ်တော်အေးထပ်မံပြောကြတဲ့အချိန်ကနရနေမှာကြီးညာတဲ့အပြည့်ရဆိုပြီးချင်းကြားကြီးကိုပြောပေမဲ့ကြောက်ဖြူမှာတပြုတ်တောင်ပြားတဲ့ကြေးရွာကြီးဒီကြေးရွာကြီးပတ်ဝန်းကျင်ကိုလက်နက်ကြီးတွေ drone တွေနဲ့ပြက်ကတ်တိုက်ခိုက်တယ်တစ်ပုတ်တောင်ကြီးတဲ့စကန်အမှတ်၃၀နဲ့ရဲတက်ရင်မြပြင်းစစ်တောင်းပြီးအချိန်ချင်းတတ်တယ်။အင်းမရှိတာနရနေတည့်ရထဲမှာအပြည့်ရပါတယ်ဆိုပြီးခွေးပါးစက်ကနေဖြာစကားထွက်တဲ့ ဖတ်စစ်တက်အပြည့်ရတယ်ဆိုတဲ့နေ့တနေ့ထဲမှာလေ drop ဘုံအရေးအတွက်60တက်ကတက်ခိုင်းမှုအချိန်60လောက်ခဲ့မင်းအောင်လိုက်စကားချင်းကြားကြည့်ဆိုတာညင်းစရာမရှိပါဘူးလူပြောလူယုံခွေးပြောခွေးယုံဆိုတာကိုသိတဲ့အချုပ်တက်တွေကအဓိကအရခတ်တက်တော်ကြီးကပေါ့တိုင်ရင်ကူကူရင်တိုက်အစင်သည့်ပြည်စင်ခုတံကာဝယ်ဖို့စနစ်တကျမပြင်းစင်နိုင်ဒီအချိန်မှာဖတ်စစ်တက်ဟာငလင်းဘေးဖြစ်လို့လူသေးသေး ကဘာကြီးနှစ်ချမ်းခွဲခွဲအာနာအကျိုးစီးပွားအတွက်နဲ့လူတက်ဖို့ဝင်မလေးတဲ့စိတ်ကြစလူတက်သမားဆိုတာအားလုံးလည်းသိမြင်နားလေကြပြီးပြီဖြစ်ပါလိမ့်ကျွန်တော်အခြေတဝင့်မပြောတော့ဘူးနောက်ထပ်ဦးနာချွန်းဖတ်တွေရွှေမင်းကန်စိတ်ကန်ပေါက်တော့120မမလက်နဲ့ကြီးလေးနဲ့၃ရက်နေမှာဆက်ပစ်တယ်၅ရက်နေမှာပစ်တယ်၅ရက်နေမှာတက်ပြီးတက်ပုံပုံကြီးလဲစကန်ဒိုးတန်းတော့အမှတ်တော့ကနေရင်တက်ရင်စစ်တင်ဖို့ဂျက်တိုက်လေးတွေအတုံးပြူမြင်းမြင်းစစ်ချောင်းချိုးတယ်ကြက်တိန်တပြူတော်ပြားတဲ့ပြင်းရှေလက်ခမော်ကလာတာ ဖက်ပြင်းကြီးပါလေလက်လက်ကြီး drone တွေတိုက်ရင်နေစစ်တမိုးတွေနဲ့ပြစ်ကတိုက်ခိုက်တယ်ဧပြီလ9ရက်နေ့တည့်ရက်ထဲမှာ drone တွေမနေ့9နိုင်28နဲ့မှာနှစ်ချိန်ဘုံတက်ချင်ဧပြီလ9ရက်နေ့ညနေ3နိုင်45မိနစ်မှာရခိုင်ရိုးမှထပ်မှာရှိရဲအရကတတော်အေးပူပေါင်းတပေါင်းစုတွေရှိရနေရကိုဝိုင်တွင်းနဲ့ဘုံကျဲချအဖြစ်ပေါ်နေပြီနော်ဘုတ်တနေ စတက်ရည်ရည်နဲ့ပြစ်ခတ်တတ်ခတ်လုပ်နေဒီကနေ့တော့ဒီကနေ့ခြေရွာနှစ်ရွာပါဗျ။ဆိုတော့ပြည်သူလူထုတအူးတေဆုံးနေလို့ကျွန်တော်တို့အကြံမင်းတော့သိထားရပြီ။ညနေရှောက်နိုင်မှာဖြစ်သွားတာဖြစ်ပါလေ။ကုတ်ကုတ်စုခြေရွာနဲ့အုတ်ချင်းရွာဒီနေရွာဘုတ်ကိုဘာတိုက်ပွဲမှမဖြစ်ပဲအပြစ်ရပါတယ်ဆိုတော့ဖြာစကားပြောတဲ့ချင်းကြီးကြီးကိုဖတ်စစ်တာစတက်လေဒီနဲ့ပုံနှလုံးကြေချောက်ခဲ့ပါလေ။စတက်လေဒီနဲ့ကြောင့်ပြည်သူလူထုအပြစ်မဲ့အုတ်ချင်းရွာက ဥအောင်စုံလေးပွဲချင်းပြီးပါတယ်ပြီးလို့နှစ်ဦးဒဏ်ရာရရှိရလို့ကျွန်တော်တို့အကြံမြင်သိထားရပြီးအသေးစိတ်ချင်းလေးကိုတော့အတီးပြုတ်ကိုစူးစမ်းဆဲပါညီမရကျွန်တော်တို့ပါနော်ဆရာလေးမြတ်ကျော်ပြောသလိုပဲ မြောက်လိုက်တော့စုကနေပြည်မှာ April လနေ့နေ့မှာဖြစ်ခရဆက်တဲ့ Supreme Junior Chat ထုတ်ပေမဲ့အဲ့ဒီနေ့မှာတင်ဖို့ပဲကျွန်တော်တို့တော်လိုင်းရအင်အားစုရှိတဲ့နေရာတွေကို Style ဘုံချချောင်းမှုတွေလုံးဆောင်နေတာပဲဖြစ်ပါတယ်အခုစလဲပေါ့နော်သူတို့အနေနဲ့နီမျိုးစုံနဲ့လက်နေကြီးလေးနဲ့ငယ် drone တွေကဆောက်လို့ပြက်ခတ်တက်ခတ်နေတာပြည်မှာကျွန်တော်တို့ပြည်သူတွေနေတဲ့နေရာတွေကိုလည်းပြင်မှတ်ထားပြီးတော့မှလေချောင်းတက်ခတ်မှုတွေစတိုက်လုံးဆောင်နေတာပဲဖြစ်ပါတယ်ဒါကိုကျွန်တော်တို့ကနေပြည်မှာပြန်လဲခုခံတဲ့အချိန်မှာပေါ့နော်ဒီကောင်လေးကတော့ကျွန်တော်တို့ကနေပြည်မှာစတိုက်တယ်ဆိုတဲ့ပုံစံမျိုးတွေပြီးတော့မှစစ်ကောင်စီရဲ့ရင်နှန်းတွေကိုအကြောင်းမရှိဘဲနဲ့ ကျွန်တော်ဘက်ကနေပြတော့မှမိုင်းဆွဲတက်ခတ်ခဲ့တယ်ဆိုတော့ပုံစံမျိုးနဲ့ဝါရဖန်ပြောဆုံးနေကြတာကိုကျွန်တော်တွေ့ရပဲဖြစ်ပါတယ်ဆိုတော့မြောင်းလာရတော့အခုဆိုရင်ပြီးတူလူထုပေါ့နော်ဒီလိုမျိုးပေါ်ပန်းလေးဆက်တွေပြောပြတော့မှတက်ဖြတ်ဖို့ပဲအမြဲဆရာထက်တန်နေတဲ့ Facet ခွေဘလူးကြီးဆိုတာကျွန်တော်ဟုတ်ဆိုမြင်နေရတာဖြစ်ပြမှာပြီးတူတွေတက်တော့ဒီငလင်ဘေးအတွက်ကုညီမဲ့ဟာတွေတူရနေပြတော့ပေါ့နော်အေကထက်ထက်ပြတော့မှသူတို့ Facet တက်အတွက် budget ဖြစ်သုံးမယ်လို့ကျွန်တော်တီးထားရတာပဲဖြစ်ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမြန်မာမျိုးနယ်ဟာပေါ့နော်ဗီဒီယိုတွေရဲ့ခက်ခဲကိုတင်ဆက်ထားတဲ့သတင်းလေးကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်ဒီတစ်ခါမှာတော့ကျွန်တော်တို့ဒေါနာ TV ရဲ့ပြည်သူ့ခြားကပြည်သူ့စကားအစီအစဉ်အနေနဲ့ရှမ်းပြည်နယ်ကပြည်သူတို့ပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ကျွန်တော်ကရှမ်းပြည်နယ်မြောက်ပိုင်းမမန်းခရိုင်မမန်းမျိုးကပြည်သူတို့ပါကျွန်တော်တို့မမန်းမျိုးမှာ MPD 4 line တမျိုးတည်းကိုပဲမိပြီးတုံးနေရတာဖြစ်ပါတယ် မိမရတဲ့ဒေတာဖြစ်တဲ့အတွက်နိုင်ငံတော်ကချပေးထားတဲ့73စီနဲ့လေပတ်ပေးပါတယ်။အခုတော့73စီပြက်လက်လို့မိစက်မနိုးတော့ပါဘူး။ဆက်တုံးစီတွေကိုလည်းဆက်သွဲ့ရေးတာဝန်ခံတွေကရောင်းချနေကြပါတယ်။စီအကျွေးတွေလည်းတင်းနေတော့ဒီတနေ့မှ3နာရီပဲနှိုးပါတယ်။ဒါတော့ရက်မမှန်ပါဘူး။အရင်က24နာရီရပါတယ်။အခုကတော့နာရီပိုင်းပဲရလို့မြို့ခံပြည်သူလူထုဟာဆက်သွဲ့ရေးအခက်အခဲဖြစ်နေကြပါတယ်။မိဆက်လည်းနှိုးခြင်းတဲ့အချိန်နှိုးပါတယ်။မနှိုးခြင်းတဲ့အချိန်မနှိုးပါဘူး။ မမန်းမြို့နယ်ပြည်သူတွေရဲ့ဒုက္ခကိုအများကသိအောင်တိတ်ဆက်ပေးပါလို့စာရေးသားပေးပို့လာပါတယ်ရှင်။ပြည်သူများအနေနဲ့ကျမတို့ဒေါနာရဲ့ဤသူခြားကပြည်သူစကားအစီအစဉ်မှာပါဝင်ခြင်းရင် message box ကနေတစ်ဆင့်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုကျမတို့အခွေသားတွေကလှုပ်ဝက်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ဒါရချိုတို့ကြားတဲ့အတိုင်းပဲပေါ့နော်။ရှမ်းပြည်နယ်မြောက်ပိုင်းမမမျိုးနေပြည်သူတွေကတော်တော်လေးကိုဒုက္ခရောက်နေကြတာပြီးတော့မှသူတို့နေနဲ့လက်ဆက်မီ ရဖို့နေနေတာခုဆိုရင်စစ်တွေရေးလိုင်းတွေလဲပေါ့နော်ပျောက်သွားတာပဲဖြစ်ပါတယ်ဒီကြားထဲမှာစစ်တွေရေးတာဝန်ခံတွေကနေပြီးတော့မှဒီစစ်တွေရေးရဖို့အတွက်သူတို့တုံးနေကြတဲ့ပေါ့နော်စစ်တုံးစီတွေကိုရောင်းစားနေကြတယ်လို့သိရတာပြီးတော့မှဒါကသူတို့ဝီလိုဘသမားတွေရဲ့လောကတွေပဲဖြစ်ပါတယ်။ဒီလိုမျိုးဖြစ်ဖြစ်နေတာကတော့ကျွန်တော်တို့အခုဆိုရင်လုံးဝမဆန်တော့တာပြည်မှာစစ်ကောင်စီနဲ့အချို့သူစီးပွားလုပ်နေတဲ့အုပ်စုတွေပြည်တော်မှာပေါ့နော်။သူတို့လက်အောက်ကဝန်ထမ်းတွေကအခုလိုမျိုးပြည်သူတွေရတင်းရထားတဲ့ခွင့်ရေးတွေကိုသူတို့ကနေပြည်တော်မှာဖျက်လို့ပြည်တော်မှာကောင်းပွင့်ဖြစ်နေတယ်ဆိုတာသိတာနေတာပဲဖြစ်ပါတယ်။ ကဲကျွန်တော်နောက်ထပ်ဗီဒီယိုတပိုးအနေနဲ့တော်လံပြတော်သတ်သူဖြစ်တဲ့ဒေါက်တာမီမီဝူမန်နဲ့ပြတော်မှာပါနော်ကျွန်တော်ပြည်သူပြည်သားတွေငလင်ဘေးပြီးတာနဲ့တော်လံရေးမှာအဆုံးသတ်နိုင်ဖို့အတွက်အခုဆုံးစ조사ကြတော့မယ်ဆိုတဲ့အကြောင်းကိုသွားနေပြတော်မှာပြတ်ပြတ်ထားတာပဲဖြစ်ပါတယ်သူဘယ်လိုမျိုးတွေပြတ်ထားမလဲဆိုတာကျွန်တော်ဆက်ပြတော်မှာကြည့်လိုက်ရအောင်နော်တူတူပါဗျာအဲ့တော့အရင်လည်းစစ်တမ်းခံရရတယ်အခုကငလင်တန်ခံရတယ်ဆိုတော့တော်တော်နာပဲပေါ့နော်ဆိုတော့အများပြည်သူကိုဆင်မဘယ်လိုများပြတင်းစကားနေကိုချုပ်ပြောပြောอืมဟုတ်တယ် အာဒီခုနကျမပြောသွားသေးပါတော့အများပြည်သူကအအခုအချိန်မှာကျမတို့အလုံးစီးရင်ရတော့မယ်ဒီဒီတော်လန်ရေးဘက်တော်သားတွေနဲ့ဥပောင်းပြီးတော့ပေါ့နော်ပြန်ပြီးတော့ဒီဒီလုံမယ်ဆိုလို့ရှိရင်မင်းအောင်လိုင်းတို့ဒီဒီကနေပျောက်သွားအောင်အလုံနိုင်မယ်အဲအဲ့လိုလုံတော့မှာပဲပြည်သူတွေဒီလိုမျိုးဒီလိုမျိုးကတ်ပေးရပါတော့တော်တော်ဝင်နေပါလွတ်မြောက်ပါအဲ့လိုမင်းအောင်လိုင်းတို့ရှိသမျှကာလပတ်လုံးဒီဥစားအာ ်လိုမျိုးဖြစ်သွားလွယ်မှာအဲ့ဒီတင်းဟိုအဲ့လိုမျိုးတွေလိုမျိုးတွေထပ်ဖြစ်လိမ့်မယ်လို့ကျွန်မပြောချင်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့အနောက်တစ်ခုကြတော့ဟိုပြည်သူလူထုကိုနားလဲစေတာကျမတို့ပြည်ပမှာရှိနေတဲ့မြန်မာတွေအားလုံးကလုံးဝသူတို့မမေ့ထားဘူးသူတို့ ਨੇ ထက်တူပဲကျမတို့မှာစတဲ့ကကြားလိုက်ထဲကကျမတို့စပြီးတော့ဒီဥစား fundraising ပေါ့နော် mobilize လို့ fundraising လို့သူတို့နေရာတွေဘလို့ဘလို့နီးနဲ့သူတို့ဒရိုက်ရောက်အောင်လုပ်ပေးနေကြတယ်ဆိုတော့ကျမတို့အားလုံးကလည်းသူတို့ အာဒီတက်ဆိုင်တဲ့ government တွေတက်ဆိုင်တဲ့သူတို့နေတဲ့နေရာရဲ့ဒေသခံအာအစိုးရတွေကိုပေါ့နော် lobby လုပ်ပြီးတော့အဲ့ဒါရအဲ့ဆိုဟိုဟိုဟိုနေရ UK က you know ဆက်လေတန်းလာမသိဘူးဆက်လေတန်းပေးတဲ့ဥစ္စာအဲ့ဒီဥစ္စာတွေအလကားထွက်လာတာပေါ့အဲ့ဒါ diaspora ပြည်ပမှာနေတဲ့မြန်မာတွေက lobby လုပ်လို့အဲအဒီဥစ္စာတွေထွက်လာတာပေါ့နော်ဆိုတော့သူတို့ကျွန်မပြောချင်တာအာတင်တာပါအာကျွန်တော်တို့ ေးရနေကျမတို့ဗာလဲအရင်မဲ့အဲဗာလဲဝန်းနေကြည်ခွဲတယ်ဒီမှာကျမတို့ဆို heart break ပေါ့နော်ကျမတို့တကယ်အသေးအသေးခွဲရတယ်ဒီဥစ္စာတွေ့တာဘာလို့ဆိုလူတွေကတကယ်ဒုက္ခဖြစ်နေဆိုကျမတို့နားတယ်ဒီဥစ္စာလေးလေးကမြောက်ပေါ့နော်သူတို့မှာ covid ရှိတယ်အာเออโควิดရှိတယ်နောက်ပြီးတော့ဟိုမနီဟိုတလောကဟိုဗာလဲအဖလတ်အာရေကြီးတာရှိတယ်အခုဒီတစ်ခါနောက်ပြီးတော့မင်းအောင်လိုက်လုပ်နေတဲ့ဥစ္စာမဲ့မိတ်ပေါ့နော်ဆိုဥစ္စာလေးလေးတက်လေးတက် ဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့နားလဲတယ်။ဒါနာကျွန်တော်တို့အရင်ပဲဝင်နေကြေကွေးတယ်။ဒါပေမဲ့ကျွန်တော်တို့လုံနိုင်တဲ့များလုံလုံနေတယ်။အားလုံးက mobilize လုပ်ပြီးတော့ပေါ့နော်။ခါးတက်ကြွားပြီးတော့အာအလုပ်နေကြတယ်ဆိုတာကိုကျွန်တော်သိစေချင်ပါတယ်။ဒီမှာတော့တာမီမီဝမ်ဘာကနေပြီးတော့မှပါနော်ကျွန်တော်ပြည်တွင်းမှာရှိတဲ့ငလင်မေးတန်တင်ပြည်သူတွေနဲ့ဆေးအားမလျော့ဘဲနဲ့ပြည်ပမှာရှိတဲ့လူတွေအားလုံးကနေပြီးတော့မှလည်းကျွန်တော်ဒီငလင်မေးတန်ကိုအားလုံးဝင်ဝင်ပြီးတော့မှပါနော်ရုံးကန်ဖို့စူးစမ်းနေတယ်ဆိုတဲ့အကြောင်းပြောဆိုထားတာပဲဖြစ်ပါတယ်ကျွန်တော်ဒီငလင်မေးကိုကြွဖြတ်ပြီးတာနဲ့ အခုဆိုရင်ပြည်သူလူထုတွေကိုဒုက္ခပေးနေတဲ့မျောနိုင်တဲ့သူတို့ပေါင်းပါဖစ်ဆက်အာနာရှင်လူတစုကိုဖြူချာတောင်းနိုင်ဖို့ဆိုတာတော့ကျွန်တော်အလုံးရဲ့ပြင်ပပဲဖြစ်ပါတယ်ဒီနေ့ထဲမှာကျွန်တော်တို့တွေနဲ့ပေါ့နော်ဒီဆက်အာနာရှင်အမြက်ပြတ်ချိန်မိုးနိုင်ဖို့အတွက်ဘဝမကျိုးစားနေကြတာဖြစ်ပြီးတော့မှကိုရဲ့အနေနဲ့ခုဆိုရင်လည်းပူပေါင်းပေါင်းဖို့လွတ်နေတာပဲဖြစ်ပါတယ်မဟုတ်ဘူးဆိုတော့ကျွန်တော်တို့ဒီစကောင်စီနဲ့ပေါ့နော်ကျန်တဲ့သူရဲ့ဒီလျှောက်ခါလူတစုအနေနဲ့ပြန်ပြီးတော့မှချိန်ဆလာမှာဖြစ်ပြီးတော့မှအခုဆိုရင်လည်းပြည်ပနိုင်ငံတွေဖြစ်တဲ့ ဒေယိုရုရှားရကိုညီနဲ့မြောက်လိုက်ရဆိုရင်မှတ်ချေခွဲနေတာပဲဖြစ်ပါတယ်ကျွန်တော်ကြည့်လိုက်မယ်ဆိုရင်တော့ MND တောင်းပါပါနော်ဒေယိုနဲ့စစ်ကောင်စီရဲ့ပူးပေါင်းဆောင်ရွက်မှုကြောင့်ဟုတ်ဆိုရင်လာရှုမျိုးကနေစုခွာပေးရပေမဲ့အခြေအနေကြုံတွေ့နေရတာဖြစ်ပေမဲ့နာဂကျွန်တော်တို့အတွက်အချစ်ပေးခေါင်းလောင်းတမ်းပဲဖြစ်ပါတယ်ဆိုတော့ပီတိုရီအနေနဲ့ခုချိန်မှာတော့ကျွန်တော်အနေနဲ့ပေါ့နော်ဒီငလီမီတာဆိုကြရနေမြန်မာအကောင်ဆုံးရင်ဆိုင်ချော့ပြပြီးတော့မှမကြခင်မှာပီတူအားလုံးမျှော်လင့်နေတဲ့ Federal Democracy ရရှိဖို့အားလုံးဝင်ပြီးတော့မှပူးပေါင်းရမယ့်အချိန်ဖြစ်နေပြီဆိုတဲ့အကြောင်းကိုကျွန်တော်ဒီနေ့ကနေတိပေးပြောလိုပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အဘသားစခွေးတကောင်ပါနေပြတော့မှာပါနော်။ညောင်ရှိုးတိုက်ပွဲမှာအေအေတွေများစွာတေဆုံးတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ်လိုဘက်ဆာတွေပြောထားတဲ့အလဲကျွန်တော်တက်ချက်လောက်ကြည့်လိုက်ရအောင်နော်။ဟိုအကြမ်းတမားတွေထိတွေ့တဲ့တိုက်ပွဲတွေမှာအကြမ်းတမားတွေတင်းယူတဲ့စကန်ကုန်တွေတက်တမားဟိုကရတောင်ရနေပြီနော်။အဲ့လိုမျိုးပေါ့နော်။အဲ့ဒီမှာဘယ်လိုဘယ်လိုရှင်းကြည့်ရလဲဆိုတော့ဘယ်မှာလို့တိချက်ပေါ့နော်။ဟွန်းပြောပါ။ဘယ်လိုလာတိုက်ပြီဆိုဘယ်လောက်တိုက်လဲ။ဘယ်လောက်အင်အားနဲ့ဘယ်နှကြိမ်တက်လုံးလဲ။ဘယ်လောက်အင်အားနဲ့ဘယ်နှကြိမ်တက်လုံးလဲ။ဘယ်ကာလာနဲ့ဘယ်ကာလာတိ ဘန္နလာတွေပိုင်းရယ်ဆိုင်ဘန္နလာပိုင်းတိုက်ကလေးအဲ့ဒီမှာအဲ့စကောင်မင်းမီးရဲ့အင်အားဘယ်လောက်ရှိလဲမင်းရဲ့အင်အားဘယ်လောက်ရှိလဲလာတိုက်တဲ့ဂျမ်မတမန်အင်အားဘယ်လောက်လဲဂျမ်မတမန်နဲ့ကြဆုံမှုကဘယ်လောက်လဲမင်းမီးဘက်ကအဲကြဆုံမှုပြဆက်မှုကဘယ်လောက်လဲဘုရင်ကအဲ့လိုမျိုးချက်လက်တွေနဲ့ချီချင်းကြည့်တာပေါ့နော်အဲဒီလိုမျိုးဒီမြန်မာနိုင်ငံမှာခပ်ပမင်းတို့တွေလိုမျိုးတော့ဟိုဘယ်လိုပြောမလဲဆိုရင်အာရပြီကွာအေးဆိုအဲအဲ့လိုဘုရင်ကကြည့်တာမဟုတ်ဘူးပေါ့နော်ရမှထောက်အော်တာမျိုးကြည့်တာမဟုတ်ဘူးဘယ်ချင်းနဲ့တိုက်နေရလဲ ဘယ်လောက်ကြာပြီလဲဘယ်လောက်အင်အားတိုက်တာလဲဘယ်လောက်ဂျန်ဒီဘက်ကကြာတယ်မိဘကဘယ်လောက်ကြာဆုံးမှုရှိတယ်အဲကိုလည်းအဲ့လိုပြန်ပြီးကြည့်တာပေါ့နော်အဲကိုလည်းမြန်လာကစကန်ကုန်းရပါလို့အချင်းတန်းရပါလဲတောင်းမရယူပါလို့မရဘူးလို့နော်အဲ့ပြီးရင်အဲ့ကိုရထားတဲ့နေရာကိုကပြန်ပြီးတော့ဟိုထိမ့်သိမ်းအောင်ပဲလေပြန်ထိမ့်သိမ်းနိုင်ရောကိုကရှိတဲ့အင်အားလည်းကိုပြန်ဒိန်းထိမ့်သိမ်းနိုင်မှာလားအဲ့လိုရှိတယ်လေနော်အဲ့လိုရှိတယ်စစ်သားတိုင်းစစ်မတိုက်ကပါဘူးစစ်သားတိုင်းစစ်တိုင်းပဲဆိုရင်နော်တင်းရထောက်ကိုပြန်အောင်အကုန်သေးတယ် ဟိုတောင်းကျန်းသူကိုနှိမ်နေတဲ့အင်အားတောင်းကျန်းသူကိုနှိမ်နေတဲ့အင်အားနဲ့နှိမ်နေရတယ်ဒါစစ်ပွဲမဟုတ်ဘူးဂျမတ်သမားနှိမ်နေတဲ့နိုင်ငံအကျောင်းနိုင်ငံအတွင်းမှာရှိတဲ့ဂျမတ်သမားကိုနှိမ်နေတဲ့ဟာပေါ့နော်နှိမ်နေတဲ့စစ်ပွဲပေါ့ဟိုစစ်ပွဲဆိုတဲ့အဓိပ္ပာယ်မျိုးမရှိဘူးအကျောင်းသမားနှိမ်နေတော့စစ်စင်ရေးပေါ့နော်စစ်စင်ရေးဆိုင်ကိစ္စရတယ်ပေါ့အဲ့တော့အများကြီးပါကုစုတက်မှားတွေပဲနှစ်ရက်နှစ်ရက်ဆက်ပြီးတော့20 20ဝါရီနော်22ရက်နေ့ထိ22ရက်တာပြစ်အပြစ်ကရေးစေးထုတ်ပြန်တာလည်းရှိရေနော်ထုတ်ပြန်တာရှိတော့ပေါ့အဲ့တော့အဲ့လိုထုတ်ပြန်တာတွေမှာတက်မှားတွေလေရင်နဲ့ဘုံသွားကျဲပြီဆိုရင်အာဘာကြောင့်သွားကျဲတာလဲဘာရှိလို့လဲ ဒီဘက်ကစီကန်တစ်ခုဖောက်လိုက်တော့တမန်တော်ကတစ်ခုလိုပါတယ်အဲကြောက်ဟွန်းတွေ့မှာပျော်ရဲသေးတယ်ရခိုင်ပြည်နယ်ကတိုက်ဟိုတိုက်နေစည်းုံတွေကနေပြီးတော့ဟိုမြို့နယ်စည်းုံတွေကနေစီဝါတွေကိုဝင်ရောက်ဝင်ယူတယ်ဒါဝင်ရောက်ပြီးတော့ဟိုဝင်ယူတယ်ဝင်ယူပြီးတော့စည်းုံတွေကစည်းတွေကိုယူတော့ပါတော့အဲစည်းုံတွေမဆိုင်တဲ့ညာတွေတော့ဒီကောင်တွေဝင်လာတဲ့အချိန်မှာတပ်မတော်တွေပြီးတော့လက်ကြီးနဲ့ဒီကောင်တွေကုသနေတဲ့စည်းုံတွေပြတ်ထုတ်ပြလိုက်တော့အာစစ်ကိုစစ်ကိုတိုက်လိုက်စစ်ကိုစစ်လိုတိုက်ပါဆိုပြီးတော့ဖွင့်ပြနေထားပါလေအဲ့လိုပဲတစ်ခုစီကန်ကောင်တစ်ခုတိုက်လိုက်ပါဒီဘက်လာရှုမန်တော့လည်းလိုပဲနော် အရှုကတပ်မတော်စီစီစည်းုံကိုသွားတိုက်ခဲ့တာကြတော့ဒီကောင်တွေရှိတယ်မရလဲ တော်တချင်းနေစေးကိုသွားပြီးလေကျောင်းနေပုံသွားကြည့်လေအဲ့ဒါပြောတာပြည်သူလူရှိဒီကုသနေတာပြည်သူလူကုသတာမဟုတ်တော်တော်ကုသတာအဲ့လိုတစ်ခုလုံးပဲတစ်ခုလုံးပါတယ်ကဲဒီကောင်းတော့အခုချိန်ထိအားချောင်းလို့ကောင်းနေတော့မှနော်အေးနေပုံသွားဖို့ဝင်နေတယ်မြို့မှာညောင်ကျွေးရပြည်တာတောင်မှအခုစဉ်စစ်ကောင်စီနဲ့မဲမဲမြင်ရဆိုပြီးတော့မှလေကျောင်းတိုက်ခတ်မှုတွေစစ်ကြောင်းထိုးနေတယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်ဆိုတော့ဒီကောင်တွေကသူတို့ကိုယ်တိုင်ညင်ညာထားတဲ့ပြခရဆဲစာချုပ်တွေကိုတောင်းပါပါနော်အခုစဉ်ဂျိုးပေါက်သွားတာဖြစ်ပြီးတော့မှဒါကပစကနေပြီးတော့မှသူတို့အကျင်ညာထားတဲ့ အစကလုံးတွေပဲရှိတယ်ဆိုတာကျွန်တော်မြို့ပပြည်သူတွေလည်းသိရှိထားတာပဲဖြစ်ပါတယ်။ဒါကိုဒီအောက်ခြေက lobby တွေနဲ့ဒီလိုမျိုးဘူးမသိပါမသိပါနော်။နောက်လည်းဘယ်ကြောင့်အိုးစုတွေကနေပြီးတော့မှပေါ်ပန်းလေးဆက်တွေပြောထားတာဖြစ်ပြီးတော့မှမကြခင်မှာပဲသူတို့အနေနဲ့ဆုံရှုံထားတဲ့နေမျိုးတွေကိုပြန်ရယူမယ်ဆိုတဲ့ပုံစံမျိုးနဲ့တောင်မှကျွန်တော်ပြည်သူတွေကိုချင်းချောက်ပြောဆိုနေတာပဲဖြစ်ပါတယ်။ဘယ်လိုမျိုးတွေလာမလဲဆိုတော့သူတို့ကိုယ်တိုင်လည်းသိရှိလောက်ပြည်ပြီပေါ့နော်။ကဲကျွန်တော်နောက်ဆုံးဗီဒီယိုသဘောအနေနဲ့တော်လန်ဦးလေးကနေပြီးတော့မှမြောက်နိုင်တို့အိုးစုကိုအားပေးပြီးတော့မှပေါ့နော်။ပြည်သူတွေကိုချန်နေပေါ်ပန်းလေးဆက်ပြောနေကြတဲ့ မဘာသာဖုန်ကြီးအိုးစုတွေကိုဘယ်လိုမျိုးဆုံးမပြောဆိုထားလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်နော်ပြည်သူ့ရဲ့ဘန္နာပြည်သူ့ပစ္စည်းတွေပြည်သူ့လက်ထဲတယောက်လာတယ်ဒီနေ့ဖုန်ကြီးပြောင်းတော့မမူသေးဘူးဆိုရင်တော့စောင့်ကြည့်နေပေါ့လုတ်ပြသွားပါပေါ့ဖုန်ကြီးရဲ့အခုခုချိန်ကာလမျိုးမှာဖုန်ကြီးတို့ဟိုလေးစားပါတယ်ဆိုတော့မွေးအောင်လိုက်ဘာတွေလုတ်ပေးပြီးပြီလဲနိုင်ငံတွေဖြတ်တာကိုပြောတာလားပြည်သူအိမ်တွေကိုမီးရှို့တာပြောတာလားဖျား ကြောက်ကန်စီဒီပထိုးဒီနော်ဟိုဘဖိုးနဲ့ကုတ်ဖြူတာကိုပြောတာလားမြောက်နဲ့လောက်တယ်ဆိုတာအဲ့ဒါကိုပြောတာလားဘုံကြီးဟမ်မနေ့တနေ့ရမှာပဲဘုံကြီးကြည်လေပြည်ဒီပေါ်မှာမရောက်နိုင်ရဘာတွေလုပ်ပေးတယ်လဲဘုံကြီးရဲ့ဟမ်ဒီတော့ကို့နိုင်ငံမှာမျက်ရည်နဲ့မျက်ခွက်အလောင်းတွေထပ်ပြီးတော့အိုးအိမ်ကြီးပျက်စီးနေတာတော့ထိုင်းနိုင်ငံကိုလာပြီးအောင်လာသေးတယ်လေဘုံကြီးရဲ့ကြောခိုင်းပြီးလာသေးတယ်လေဘုံကြီးရဲ့အဲ့ဒါဘုံကြီးမတွေ့ဘူးလား ဘုန်းကြီးနားရီမကြဘူးလားဖဲသွားနေလေဘုန်းကြီးကဟမ်ထိုင်ပြည်သူတွေကလည်းမကြိုက်ဘူးမရောက်နိုင်လာတာဟုတ်သူတို့ဘီရင်မတော်မှာပါမရောက်နိုင်လဲလက်ဆွဲနှုတ်ဆက်တာသူအဆုံနဲ့လက်ကိုဘာဖြစ်လို့လက်ဆွဲနှုတ်ဆက်ရတာလဲတဲ့ဘုန်းကြီးရဲ့အဲ့ဒါပဲဘုန်းကြီးနေလဲပြောရတာလေဘုန်းကြီးလို့ဘုန်းကြီးမလို့တော့ပြောတော့အာဒီလူကြီးကပြောမြန်ပြီဘုန်းကြီးနေလဲမရှောက်ဘူးဘုန်းကြီးနေကပြောရအောင်လုပ်နေတာဟိုးဘုန်းကြီးကဒါကတော့ကမကဆုံးကတ်တယ်ဆုံးစားရင်လေဘုန်းကြီးရဲ့ ောင်းကောင်းလေးနေပေါ့ဘာတွေဘာတွေရှောက်ပြောနေရတာကိုယ်နဲ့မဆိုင်တဲ့အလုပ်မပြောပါဘူးဘုန်းကြီးဆိုတာနိုင်ငံကြီးနဲ့ဘာမှမပတ်သက်ဘူးဘုန်းကြီးဆိုဝေဖန်စရာလည်းမရှိဘူးမလို့ဝေဖန်တာလည်းမဟုတ်ဘူးရှုပ်ချတာလည်းမဟုတ်ဘူးစောက်တင်းပြောတာလည်းမဟုတ်ဘူးသိလားဘုန်းကြီးဒါတော့ပေါ့နော်တော်လန်ဦးလေးရနေပြီးတော့မှမြောက်လိုက်ကိုအားပေးပြီးတော့မှသူဘန်ကောက်ရောက်နေတဲ့အချိန်မှာကျွန်တော်ဘက်ကနေပြီးတော့မှဆန္ဒပြမှုတွေဖြစ်ခဲ့လို့ပေါ့နော်ပေါ့ကွက်ပြောဆိုနေတဲ့ဒီမဘာသာဖုန်ကြီးတဘာကိုသူကနေပြီးတော့မှ လည်းဆုံးမထားတာပဲဖြစ်ပါတယ်။ဘယ်ဖုန်းကြီးလဲဆိုတာတော့ကျွန်တော်လည်းတရားလို့မသိရဘူးပေါ့နော်။ဘလိုပဲပြောပြောဒီမဘာတော့ဖုန်းကြီးအုပ်စုတွေရနေပြီးတော့မှကျွန်တော်မိဘပြည်သူတွေကိုသူတို့အနေနဲ့ဒီစကောင်စီပေါ်မှာရုံမာနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်။ဂျင်းတရင်တွေပြေးပြီးတော့မှဒီစက်တိုက်ဘုံချမ်းမှုတွေလုံးဆောင်နိုင်အောင်ဝါရဖြန့်လုံးဆောင်ပေးနေကြတဲ့အုပ်စုတွေပဲဖြစ်ပါတယ်။အရင်ကတည်းကသူတို့အနေနဲ့လူမျိုးဘာသာရေးတွေနဲ့ပြည်သူတွေကြားထဲမှာသူကုန်မှုတွေပြောင်းလုံးဆောင်ခဲ့တာပြည်ပြည်မှာခုချိန်ထိရခိုင်ပြည်မှာဖြစ်ခဲ့တယ်ပေါ့နော်။စစ်မီးတွေအရဆိုရင်လည်း သူတို့ဆွေးနွေးမျှော်လင့်တွေကလည်းပြန်မပူပေါင်းပြီးကြံစည်ခဲ့တာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့အားလုံးပြောပြနေတဲ့အတိုင်း2025ခုနှစ်ထဲမှာမျှော်လင့်တို့ Fisher Action လူစုနဲ့သူတို့ပေါင်းပါတွေအားလုံးပြောချနိုင်ဖို့ဆိုရင်အခုလိုမျိုးအခြေခါစပါနော်။ဂျင်ဂိုလေးတွေကိုလည်းအပြည့်ရှင်းရမယ်ဆိုတဲ့အကြောင်းမိဘပြည်သူတွေကလည်းပြန်မလဲလက်ခံထားကြတာမို့လို့ကျွန်တော်မိဘပြည်သူတွေအားလုံးသာ Y1 Su Senior ဆိုတဲ့တိုက်ထုတ်လိုက်မယ်ဆိုတော့ဒီနေ့မကုန်ခင်မှာပဲပါနော်ဒီကောင်တွေက အမုတ်ကျေသွားနိုင်တယ်ဆိုတဲ့အကြောင်းပြောရတဲ့ကျွန်တော်ဒီနေ့မနေ့ပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြေပပီတို့များလို့အထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာဖို့ကြမ်းမှချင်တဲ့ပြေဆုံးပြတော့မှာတဘောဘေးရနဲ့မြေမြနဲ့မြောက်နေမေးပေးတာနဲ့ခင်မွေးပြတော့မှာတာရဲချမ်းတဲ့နေ့လေးပိုင်ဆိုင်ချပါစေလို့ကျွန်တော်ဒီနေ့ကနေစုမကောင်းတောင်းပေးလိုက်ပါတယ်။